ားလုံးပဲမင်္ဂလာပါခင်ဗျ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်30ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲရုရှားလေရင်စက်ယုံနဲ့ရဟရင်ပေါင်းထုတ်မယ်လို့ပြောလိုက်တဲ့ဆုံမင်းထွန်းအရာခံဘူးအပါဝင်20ကြော်တည်ဆုံးရတဲ့ရှိုဘောကစခန်း၃ခုဝင်စီးနေမှုအိုးအိမ်စီးစဉ်အလုံးဆုံးရှုံးသွားရတဲ့ ပကောမင်းသားကအချက်သား900ကျောင်း600အတွင်းဒေတာလိုက်မိုးကြီးနိုင်လို့တပွားပဲကြုံရနိုင်တဲ့တရင်ဒေတာငါးခုမှာပြင်းထန်တဲ့တိုက်ပွဲကြောင့်လူသသိန်းကျော်စစ်ပဲရှောင်နေရတဲ့အကြောင်းတစ်တော့ကိုဝေယူနိုင်မယ်မတို့အစိုးရခွင့်ပြုချက်လိုလိမ့်မယ်လို့ထရန့်ပြောတဲ့အကြောင်းအဲ့လို တနေ့တာထူးခြားဆုံးဖြစ်ခဲ့ပြည်တွင်းပြပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဦးဆုံးသတင်းကတော့ ရုရှားလီယံစစ်ရုံနဲ့ရဟရင်ပေါင်းထုတ်မယ်လို့ဇွန်မင်းတင်ပြောလိုက်တဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်။ရုရှားနိုင်ငံဘူရာရှားပြည်နယ်မှာရှိတဲ့ရဟရင်ထုတ်စစ်ရုံနဲ့စစ်ကောင်စီတို့ပူးပေါင်းပြီးရဟရင်ထုတ်လုပ်မယ်လို့စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇွန်မင်းထွန်းကပြောပါတယ်။တေယူပို့ဆောင်ရေးရဟရင်တွေသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်ဖို့ဆောင်ရွက်နေရရှိတယ်။ဒါအပြင်ဦးလန်အိုဒီမြို့မှာယထာပို့ဆောင်ရေးနဲ့ပတ်သက်ပြီးစစ်ရုံတွေရှိတယ်။ အဲ့ဒီစက်ရုံတွေကိုလည်းပူပေါင်းဆောင်ရွက်ဖို့ခီးသွွားမြင့်တင်ဖို့ကျွန်တော်တို့တွားရောက်လည်လာခဲ့ရလို့စစ်ကောင်စီရဲ့တည်င်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ကပြောပါတယ်ဘူရာရှားပြည်နယ်ကမီးရထားနဲ့လေရင်ထုတ်လို့ရလုပ်ငန်းတွေမှာနှစ်ဖက်ပူပေါင်းဆောင်ရွက်ဖို့အလားအလာရှိရလို့စစ်ကောင်ဆောင်မင်းအောင်လည်းကလည်းရုရှားပီဒီယာတွေကိုပြောခဲ့ပါတယ် Rapid Bank ကိုစေဝါကုမ္ပဏီကနေမြန်မာနိုင်ငံမှာစေဝါနည်းပညာနဲ့ပတ်သက်ပြီးပြည်စီတင်သွင်းမှု register တွေလုပ်နေပြီး ဦးလံဦးရီကရဟရင်စက်ယုံကထုတ်ထားတဲ့ရဟရင်တွေမြန်မာနိုင်ငံမှာနှစ်ရှည်လမြအုံပြုနေစေဖြစ်တယ်လို့အနာဂတ်မှာလည်းရဟရင်နဲ့ပတ်သက်တဲ့ပို့ဆောင်လုပ်ငန်းတွေကိုပူးပေါင်းလှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ဘူရရှားပြည်နယ်ဥက္ကဋ္ဌကပြောပါတယ်စစ်ကောင်ဆောင်ကနိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ဖြစ်သားနိုင်အောင်ရုရှားပူးဆောင်တဲ့ဥရောပအာရှစီးပွားရေးတမကကိုဝင်ရောက်ပြီးထွက်ပေါက်ရှာဖို့စူးစမ်းနေပါတယ်မင်းအောင်လံက ဂျွန်လ25ရက်ကနေ29ရက်နေ့အထိဘီလာရုစ်ကီးဂျန်ပြည်သွားရောက်ခဲ့ပြီးရုရှားကိုလည်းဝင်ရောက်ခဲ့ပါတယ်။ဒုတိယအနေနဲ့ရွှေဘောကစခန်းတုံးခုဝင်စီးမှုမှာအရာခံဖို့အပါဝင်20ကျော်တည်ဆုံးရတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အင်အား90ကျော်ရှိတဲ့ရွှေဘုံမြို့နယ်မှာစခန်းတုံးခုကိုတပြိုင်တည်းဝင်ရောက်တပ်ခန့်မှုအတွင်းစေအုပ်စုဘက်ကအရာခံဖို့အပါဝင်24ဦးတည်ဆုံးကတွားရလို့သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ဂျွန်28ရက်မနေ့ပိုင်းမှာဟင်တာဂျီပြူရာစခန်းနဲ့စစ်တပ်စခန်းကုန်းလို့ကိုမြေပြင်ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဘိုးနဲ့တောင်စခန်းကို drone ဘုံးတိရနဲ့တိုက်ခိုက်ခဲ့လို့ရွှေဘုံမြို့နယ်ပကဖကဆိုပါတယ်တိုက်ပွဲအတွင်းစစ်အုပ်စုဘက်က16ရောက်တည်ဆုံးခဲ့တာကိုတိုက်ပွဲဝင်ရဲဘော်တွေကမျက်မြင်တွေ့ခဲ့ရတယ်လို့အရာခံဘော်တယောက်အပါဝင်9ရောက်ထပ်မံတည်ဆုံးမှုကိုတော့နေခံနေရတဲ့ပြည်ချရာတိရှိရတယ်လို့ဆိုထားပါတယ် ဟင်းတိုက်ကြီးပြူအာမှာရှေ့ကဘန်ကာ၅ခုကိုတင်ပိုင်နိုင်ခဲ့ပြီးကာပိုင်နှစ်လက်ကိုလုံးတစ်လက် G3 တစ်လက်နဲ့အတူဂျီနဲ့လက်နက်ခီးရန်တွေကိုတင်စီရရှိခဲ့လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းတုံ့ပန်းဆစ်ရှောက်ဖန်စီရမိခဲ့ပေမဲ့ခလဲသူငယ်အမျိုးသမီးနဲ့တက်ကြီးရိုးတွေဖြစ်တာအပါအဝင်စစ်ရဲချင်းနဲ့တင်းမာလာမုံနဲ့နေမည်အနေထားရာဘဲလို့ရပြန်လွတ်ပေးခဲ့ရတယ်လို့ရွှေဘုံမြို့နယ်ပကဖပါဆိုပါတယ် တော်လင်းပူပေါင်းတပ်ဖွဲ့တွေကစစ်ကံကုန်းတွေကိုဆက်လက်သိမ်းယူနေချိန်မှာကြောက်မြောင်ကခမာယာစနစ်နဲ့ရွှေဘောကခလာယာလေစင်းနှစ်တို့ကနေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့တဲ့အပြင်စစ်ကူတွေထိုက်ရောက်လာကြောက်ပြန်လည်ဆုတ်ကွာပေးခဲ့ရတယ်လို့သိရပါတယ်။တတိယသတင်းကတော့အိုးအိမ်စီစဉ်အာလုံးဆုံရှုံသွားရတဲ့ပကိုမင်းလာကအရက်တန်900အကြောင်းဖြစ်ပါတယ်။ပကိုတာအနောက်ချံမင်းလာမြို့နယ်မှာရှယ်ချေးဝါကိုစစ်ကောင်စီက နှစ်ခါပြန်မီးရှို့ဖျက်ဆီးခဲ့ရကြောင်းဒေသခံ900ကျော်အိုးအိမ်စီးဆင်းတွေအလုံးဆုံးရှုံးသွားရပြီလို့သတင်းရရှိပါတယ်။ဂျွန်နစီရက်က စပြီးမင်းလားမြို့နယ်ပကိုးရုံးမအနီးမှာရှယ်တောင်ကျဲရွာကို မီးစတင်ရှုတ်ခဲ့ပြီးတဲ့နောက်ဗိုလ်တထောင် စားရှောင်းကန်းကောပင်မလှဆန်စတဲ့ကျေးရွာစစ်ခုထက်မလဲကိုဆက်လက်မီးရှို့ဖျက်ဆီးရော်တွေစက်ကောင်စီတပ်ကပြုလုပ်ခဲ့လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီတက်ကြောင်ဘကိုးရုံမှအထက်ဒေသခံအားလုံးဆက်ဆောင်နေရပေမဲ့နေမီထဲမှာပါသူတို့ကပြန်ရှင်နေကြပြီးမရှိသူတွေကတော့ဆစ်ဆောင်နေရမှာပဲတေထိုးပြီးဆက်နေရဖို့ရှိနေလို့ဗိုလ်ထောင်ရွာခန့်တူကပြောပါတယ်။ဒါပေမဲ့ဆိတ်ချက်လက်ချနေနိုင်တဲ့အချိန်နဲ့မဟုတ်ပဲနေ့တိုင်းပြည်နယ်စစ်တဲရဲ့လက်နက်ကြီးတက်ရောက်လာမှာကို ထိတ်လန့်နေရတယ်လို့ငလှဆန်ကျွရကဆစ်ဆောင်အမျိုးသမီးတူကပြောပါတယ်။ တလပတ်တွေမိုးပြီးနေနေရတယ်အခုရက်ပိုင်းမိုးတွေကလည်းအရှမ်းရွာနေရဲ့အဲ့လိုဖြစ်နေရဆိုရအကြောင်းဆက်ဆောင်ရနေရာကအခြေအနေကိုတိတူကပြောပါတယ်မေလာမျိုးနယ်ထဲကစစ်ကောင်စီတက်စကန်တရှုပ်ပြန်လဲဆုတ်ခွာတော့ပေမဲ့ပခိုးရုံးမအနေကျွေးရွာတွေမှာတော့ဆက်လက်တက်ဆွဲထားတယ်လို့တာယဝရီခရိုင်တက်ရင်3833တက်ရင်မုံဆရာလေးကပြောပါတယ်မေလာမျိုးနယ်အတွင်းအထင်အရှားစစ်ကောင်စီတက်စစ်ကြောင်းနဲ့တော်လင်းပူပေါင်းတက်ဖို့ရဲ့အကြာစစ်အင်းမှနေဆဲဖြစ်ပြီး ခါရှင်တောင်ဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်နေလို့သိရပါတယ်။ဆက်လက်ပြီး6ရက်အတွင်းဒေသအလိုက်မိုးကြီးနိုင်လို့တဘောဘဲအန်ဒီကြုံရနိုင်တယ်လို့စစ်ကောင်စီမိုးစလာကတတိပေးတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်မိုးနေ့တိုင်းရွာနေချိန်ဒီကနေ့ကနေဇူလိုင်လ9ရက်နေ့အထိ6ရက်အတွင်းတနင်္ဂနွေလုံးမှာဒေသအလိုက်မိုးကြီးနိုင်တာကြောင့်တဘောဘဲအန်ဒီကြုံရနိုင်တယ်လို့စစ်ကောင်စီမိုးစလာဌာနကတတိပေးချက်ထုတ်ပြန်ပါတယ်။ကပလီပင်လင်ပြင်နဲ့ဘင်္ဂလားပင်လယ်ရို့မှာ မုတ်တုံလေအားအလုံးကောင်းလျာအရှိပကရွက်လျာလာတဲ့လေပွဲလိုင်းလျာအချိန်ရှိနေရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတော်မှာဖြစ်ပေါ်နေတဲ့လေပိအာနေရက်ဝင်ရဲ့အချိန်ကြောင်းဖြစ်တယ်လို့ဆိုပါရက်အထူးသတိပေးချက်အနေနဲ့မနေ့ကထုတ်ပြန်ချက်တဲ့မိုးတိထွန်စွာရှားသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာလေတပြည့်ရေကြီးရနဲ့မြေပြိုရာကြုံရနိုင်တယ်လို့ဆိုထားပါရက်ဒါကြောင့်ကုန်းကြီးနဲ့မြစ် ရှောင်းအနည်းငယ်ထိုင်သူရဲ့တတိပြုနေထိုင်ကြဖို့ပြည်တွင်းရေချောင်းနဲ့လေချောင်းတွလာမဲ့သူတွေနဲ့စင်မြောင်းတပ်တမန်တွေမှာကြိုတင်ပြင်ဆင်ထားကြဖို့တိုက်တွန်းထားပါတယ်။ပိကရဲ့ဂျပန်အတွင်းမိုးဆက်တိုက်ရွာသွန်းနေရာကြောင်းမြေရည်ကိုလည်းမြင့်တက်နေချိန်မှာပဲဒီတတိပြည့်ချက်တွေထွက်ပေါ်လာတာဖြစ်ပိုင်းဒီနေ့ရှင်းလင်းမြေရည်ဟာဝန်ဃာမြို့မှာစိုးရင်ရေမိုက်ရောက်ဖို့သုံးလက်မှပဲလိုတော့ပြီးနောက်တစ်ရက်အတွင်းစိုးရင်ရေမိုက်ရောက်လာနိုင်တယ်လို့ ဖောင်းပြင်မှာလည်းစိုးရင်ရင်မအထက်နလမခန့်ရှောင်းနေပြီးနောက်တရအတွင်းမှာတော့ပြန်ကျနိုင်တယ်လို့မိုးစလာကခံမှန်းထားပါတယ်။ပြည်တွင်းနောက်ဆုံးသတင်းကတော့ဒေသ၅ခုမှာတပ်ပွဲတွေပြင်းထန်လာအောင်စစ်ဆောင်တသိန်းတသောင်းကျော်အထိမြင့်တက်လာတဲ့အကြောင်းဖြစ်ပါတယ်။ပဲခူးမကွေးစကိုင်းတနင်္သာရီနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမေလနှောင်းမကစပြီးတပ်ပွဲတွေပြင်းထန်လာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအင်နာယေယုံ UN OCHA ကထုတ်ပြန်ပါတယ်။ အဲ့ဒီကတိုက်ပွဲအကြောင်းနေရဲစွန့်ခွာထွက်ပြေးရသူတသိန်းတပေါင်းကျော်အထိရှိနေရလို့ဂျွန်လာနောက်ဆုံးဘက်ကထုတ်ပြန်တဲ့ UN OSHA ရဲ့အစီရင်ခံစာအရသိရပါတယ်မြန်မာနိုင်ငံအတွင်းပြင်းထန်နေဆဲလက်နက်ကင်ပဋိပက္ခမုတ်တုံရတီရေကြီးရေရှမ်းတာနဲ့မန်ရှလန်28ရက်နေ့ငလျင်တန်ရဲ့နောက်ဆက်တွဲကြိုးဆက်တွေကြောင်းလက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေဟာများသထက်များလာနေရလို့ UN OSHA ဆိုပါတယ်တပန်းနိုင်ငံတော်အစုစုပေါင်းပြည်တွင်းမှာ နေရဲ့စွန့်ခွာနေရသူ၃တက္ကမ၅တန်းခန့်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။စစ်ဆောင်တွေဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးအနေတွေကိုလည်းထပ်ဆင့်ခန်းစားနေရပြီးလိုအပ်ချက်များစွာရှိနေတယ်လို့ပဲခူးတိုင်းမင်းလန်းမြို့နယ်ကစစ်ဆောင်တွေစီကဆိုပါတယ်။ဒါပေမဲ့စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ဖွဲ့စည်းတွေကတော့ကုလသမဂ္ဂရဲ့စစ်ဘေးဒုက္ခသည်စီးရင်နဲ့မြေပြင်စီးရင်အလွန်ကွာဟနေပြီးကုရကေယာမိတ်နေကြရလို့ဆိုပါတယ်။ နောက်ဆုံးပြပတဲ့တဲ့အနေနဲ့တိတော့ကိုဝေယူနိုင်ပေမဲ့ကျိုးဆိုရာခွင့်ပြုချက်လိုလိမ့်မယ်လို့ဒေါ်နန်ထရန့်ကပြောကြားလိုက်ပါတယ်။ကျိုးလို့တိတော့လူမှုကွန်ရက် application ကိုဝေယူနိုင်မယ့်အုပ်စုကိုတွေးရှိထားပြီးလို့တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့ Fox News နဲ့ interview တစ်ခုမှာ American သမ္မတဒေါ်နန်ထရန့်ကပြောကြားသွားပါတယ်။ဘသူရဲ့ဆိုတာကိုနှစ်ပတ်အတွင်းထုတ်ပြောသွားမယ်လို့သူကဖွင့်ဟသွားပါသေးတယ်။ဒါပေမဲ့တိတော့ကိုဝေယူမဲ့သူရဲ့အနေနဲ့ကျိုးဆိုရာရဲ့သဘောတူညီချက်လိုနိုင်မယ့် ်တမနာရှိချင်းပြင်ကလည်းသဘောတူမယ်လို့ခန့်မှန်းတယ်ဆိုပြီးထရန့်ကပြောခဲ့ပါတယ်အမေရိကန်မှာရှိတဲ့ TikTok ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းထုတ်ဖို့သူ့ရဲ့တရုတ်အခြေစိုက်ကုမ္ပဏီ Biden's ကိုစတေမာလာ၁၉နှစ်နဲ့အထိတမနာထရန့်ကရက်ထက်တိုးပေးထားပါတယ် TikTok ရဲ့ American ကလုပ်ငန်းတွေကို American ယင်းညွန့်နယ်သူတွေကအထက်ရှယ်ယာပိုင်ဆိုင်လောက်ကင်နေရာကြောင်း American အခြေစိုက်ကုမ္ပဏီအသစ်တစ်ခုအပြည့်ခွဲထုတ်မဲ့သဘောတူညီချက်တစ်ခုဒီနေရာတိမှာလှုပ်ဆောင်ခဲ့ပါတယ် ဒါပေမဲ့တရုတ်ကုန်ပစ္စည်းရဲ့ပေါ်ထရန့်ကအခွင့်အရေးအများကြီးတိုးကောက်မယ်လို့ကြေညာခဲ့ပြီးရင်နောက်တရုတ်ကတစ်တွန်းတဲ့ပတ်သက်တဲ့အစီအစဉ်ကိုခွင့်မပြုဘူးဆိုတော့အရေးအယောင်ကက်လာတဲ့အတွက်ဒီသဘောတူညီချက်ကိုရပ်ဆိုင်ထားခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်မှာပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရဘိုက်ဒန်စ်ကုမ္ပဏီအနေနဲ့အမေရိကန်မှာရှိတဲ့တစ်တွန်းရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချတာဒါမှမဟုတ်ရောင်းချဖို့တိတ်တာထင်ရှားတဲ့တိုးတက်မှုရအောင်မလုပ်ရင် ပြီးခဲ့တဲ့ဇန်နဝါရီလ၁၆ရက်နေ့ကစပြီး TikTok ကလေပတ်မှုရိုက်ဆိုင်ရမှာဖြစ်ပေမဲ့ပြီးခဲ့တဲ့နိုဝင်ဘာလကကျင်းပခဲ့တဲ့သမန်ရွေးကောက်ပွဲမှာမဲဆွေရမှာ TikTok ကလူငယ်မဲဆွေရနေရမှာအထောက်အကူဖြစ်ခဲ့လို့ Trend ကယုံကြည်ခဲ့တဲ့အတွက်သမန် Trend က TikTok ကိုနောက်ဆုံးတတ်မှတ်ကာလတတ်တန်၃ချိန်အထိတိုးပေးခဲ့ပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။